ဒီနေ့ရောင်းချပေးမယ့်တိုက်ခန်းမှာရေနှစ်လိုက်မီးလိုက်ဆေးလိုက်ပါဝင်ပြီးတော့အစင်သည့်နေထိုင်လို့ရမယ်အပြင်ပိုင်ဆိုင်မှုလည်းခိုင်ပါတယ်3300ဆွန်းဆွန်းကိုမှညှိနှိုင်းပေးမယ့်အခန်းတခန်းကိုရှေးစင် property မှာကြညာပေးမှာဖြစ်ပါတယ်ဝရဏ space မှာကြွေးပြားခင်ပေးထားမယ်တကားသုံးထပ်ပါဝင်ပြီးတော့တန်ပန်းဆိုင်ရှိပတ်ပတ်လည်းတက်ဆင်ပေးထားပဲဖြစ်ပါတယ်မျက်နှာစာ view ကောင်းကောင်းမြင်ရပြီးလေကောင်းနေတန်လေရမယ်အိတ်ခန်းအိတ်ခန်းမှာပါကေးအပြည့်ခင်ပေးထားပြီးတော့နိုင်ရည်နေမှာဆိုရင်လှပတဲ့ ီးတွေနဲ့ပုံဖို့အလှဆင်ပေးထားပြီးအလင်းအောင်ကောင်းကောင်းရရှိမယ်ဗရင်ပေါက်တွေထားရှိပေးထားမယ်ဘောလန့်ကိုတက်ဆင်ပေးထားပြီးတော့စီလင်မှာအလှကျက်တဲ့ရင်နဲ့မျက်နှာပန်းကိုပေါ်လွင်အောင်အခန်းအပြစ်မီးဆိုင်လှလှလေးတွေအသုံးပြုပေးထားပါတယ်အဝီစီဂျိုးပြူရေနှလိုင်းပါဝင်ပြီးတော့အခန်းတစ်ခန်းစီမှာကိုပိုင်မီတာကိုပိုင်မော်တာဗရေကာများတက်ဆင်ပေးထားပါတယ် အဲကမ်းမှာအဲရကုန်းတစ်လုံးကိုထားရှိပေးထားပြီးအိတ်ခန်းအပြင်ဘက်မှာကျိုးထိုးအလှတွေပုံဖော်ပေးထားပဲဖြစ်ပါတယ် living room area space ကတော့အကျယ်ကြီးပေါ့နော်အိတ်ခန်းတစ်ခန်းဖွင့်ပေးထားပါတယ်အိတ်ခန်းအပြင်ဘက်မှာဆိုရင်ပရင်ပေါက်ပါရှိပြီး PVC တကားကိုအသုံးပြုပေးထားမယ်အခန်းရဲ့ပေအခြေက12ပေခွဲ50ပေရှိပြီးတော့ပေစိတ်ပေ60ခရမ်းမြေပေါ်မှာရင်ခွဲတိုက်ဆောက်လုပ်ထားတဲ့အခန်းပဲဖြစ်ပါတယ် မီးဖို့ကန်းနဲ့အဲကန်းချမှာမှန်စလိုက်တော့အသုံးပြုမိတာပြီးနှစ်ပေပက်လေကျွေးပြားခင်းမိတာမယ်ရေကန်းတက်တာအဝင်းလျှော်ဆက်တေချာထားလို့ရမယ့်နေရာလေးကိုစီစဉ်ပေးထားတယ်ရေချိုးကန်းအိမ်သာတီးတန့်ပါဝင်ပြီးရောအုတ်ကန်ပါမယ် PVC တကားတွေကိုသာအသုံးပြုပေးထားပြီးရောဘိုးရိုင်းအိမ်သာအသစ်ဆက်ဆက်တလုံးတက်ဆင်ပေးထားပဲဖြစ်ပါတယ်ခင်းရှင်းရောမှာဆိုရင်ဘေးစင်နေရာတေချာအသုံးပြုပေးထားပြီးရောတင်ကန်းချုံကတော့ရေလိုင်းအတော်လေးကိုကောင်းပါတယ်မီးဖို့ခုံကအစားကျွေးပြားခင်းမိထားမယ် emergency အပေါက်မှာဆိုရင်တက်သားတကား ကိုလုံးဝဆေးဖြောင်တက်ဆင်ပေးထားပဲဖြစ်ပါတယ် ဒုတိယဓာတ်ဖြစ်ပြီးတော့အခန်းရဲ့အမြင့်က6ပေရှိပါတယ်။အလဲဟာဆိုရင်ဖြင့်အနောက်မြောက်ဖြစ်ပြီးတိုင်အမှတ်ပေါင်းခြင်းက6ပေဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့တင်ကန်းချုံမြို့နယ်လေးတောင်ကလမ်းမကြီးကြောကပ်မှာတည်ရှိနေတဲ့အခန်းဖြစ်ပြီးတော့အယောင်စင်းတုံးကတော့3395တင်ကိုအထူးညီနိုင်အောင်ချပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဗန်းနေချိတ်ဆက်ဝယ်ယူလို့လည်းရပါတယ်။နှလုံးသားတွေနှွေးထွေးစေမယ်။အေးချမ်းလုံခြုံမှုတက်တောက်တက်တာအဖြစ်ဆုံးအခန်းကို အမြဲဆုံးပိုင်ဆိုင်နိုင်ပါစေလို့ရွှေစင်မဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။